မိုင်းဖြတ်၌မြို့နယ်စီမံသားယာရေးဌာနမှဆောင်ရွက်သည့်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကြီးစုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဖြတ်မြို့နယ်တွင်ရှမ်းပြည်နယ်စီမံသားယာရေးဌာနကွယ်ကျိုင်းတုံမှခိတ္တဌာနကွယ်တာဝန်ခံနှင့်တာဝန်ရှိသူများသည်ယမန်နေ့ညနေပိုင်းကမြို့နယ်စီမံသားယာရေးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ကြီးစုစစ်ဆေးခဲ့ပါတယ်။ထို့သို့စစ်ဆေးရာတွင်ရှမ်းပြည်နယ်စီမံသားယာရေးဌာနကွယ်ကျိုင်းတုံမှ ခေတ္တဌာနခွဲတာဝန်ခံဒုတိယအင်ဂျင်နီယာမူကြီးဦးစိုးတန်းနှင့်တာဝန်ရှိသူများသည်2025-2026ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့်ဝမ်ဟိုရီရက်ွက်မြို့တွင်တိုးချက်ရေဖြန့်ဝေရေးပိုက်လိုင်းတွေ့တန်းခြင်းလုပ်ငန်းဖြစ်သည့်ခန့်မှန်းကုန်ကြငွေကျပ်14.8ကျပ်တန်းဖြင့်1950ပေရှိပိုက်လိုင်းတွေ့တန်းခြင်းလုပ်ငန်းများကိုကြီးရှုစစ်ဆေးခဲ့ပါသည်ဆက်လက်၍ခမန်းကုန်ကြငွေ19.8ကျပ်တန်းဖြင့်အလျား28ပေ အနန်း20ပေအတိုင်းတာရှိဝက်သားတပ်ရုံတိစောက်ခြင်းလုပ်ငန်းများကို ကြီးရှုစစ်ဆေးခဲ့ရာမြို့နယ်စီမံသားရေးဌာနမှအမှုဆောင်ရာရှိဦးကျော်နိုင်နှင့်တာဝန်ခံအင်ဂျင်နီယာဒေါ်ယီမွန်တန်တို့ကလုပ်ငန်းများဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းလိုအပ်သည့်များကိုမှာကြား၍ဗန္နာရီနှင့်အတွင်လုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့ကြအောင်သိရှိရပါရခင်ဗျာဆက်လက်ပြီး မိုင်းအောင်မြို့၌ အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွယ်သုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ့်မှန်ဟောပြောပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဗဟိုဌာန Community Center ခမ်းမ၌ယနေ့နေ့နဲ့၈နာရီခွဲကအပြည်ပြည်ဆိုင်ရာမူရေးစေဝါလွယ်သုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ့်မှန်အသိပညာပေးဟောပြောပွဲ နေရန်ကတ်စာဆောင်ပြပွဲနဲ့ စာအုပ်ပြပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးဆိုင်အောင်စော်လင်းကဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့်ဆက်လျင်၍ရှင်းလင်းပြောကြားပြီးမူရစေဝအန်တရဲ့အမျိုးသားရေးအတွင်တိုက်ဖြတ်အကြောင်းကိုဟောပြောခဲ့ပါတယ်။ထို့နောက်ဒုတိယဦးစီးမှုဒေါ်နန်းပန်ကရှောင်းလေဝေဝေမူရစေအကြောင်းကို၎င်းရုတ်တံကျွမ်းကျင်တုံဒေါ်နန်းစီဖောင်းက အစိုးကျစဝင်အစုံးတပ်ဖို့အုပ်စုဖွဲ့မှုကင်းတိုက်ဖြတ်စုအကြောင်းကို၎င်းအသီးသီးဟောပြောပြီးမူရစေဝါအန်ရဲ့ဆိုင်ရာအသိပညာပေးနေရန်ကတ်စာဆောင်ပြပွဲနှင့်စာအုပ်ပြပွဲကိုခင်းကျင်းပြသခဲ့ကြောင်းသိရှိရပါသည်ခမညာ